ဒီ A ကနေရအော်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုနော်တတ်ဖို့ကြံနေတာနော်လူမိုက်တွေခြေစားတွေငားပြီးတော့ရတယ်ကျွန်တော်ဥပ္ပစ္စေကခံနေပေမဲ့ကံမပါဘူးတောက်လို့ခုံးစစ်ဆောက်ပြီးကြောက်ကြည့်ဘူးသိတိုက်ပွဲစတင်ပြကြောင်းမနေ့ကကျွန်တော်တရားဝင်ပြောကြပြီးဖြစ်ပါဟယ်လိုချရမီဘပီတူညကိုမော်မမများအားလုံးမင်္ဂလာပါ newsbeat channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဖေဖော်လာ26ရက်နေ့တောက်ချာနေ့မနေ့ပိုင်းမှာနောက်ဆုံးရှိထားတဲ့တော်လန်သတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့မနေ့ပိုင်းမှာတော်လန်ရရဆူရရနေပြန်မှယူဆောင်လာပေးတဲ့သတင်းအချို့ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတပိုးအနေနဲ့ကတော့မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရလမ်းမကြီးတစ်ခုကိုရေးဘလူးတပ်ခွဲနဲ့ကတက်ရောက်စစ်ဆေးခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်စကားစားတိုင်ဝမ်ဘက်ကဖမ်းမိတဲ့မျိုးတွေတော့မရှိဘူးမိခဲ့မယ်ဆိုရင်အစစ်စစ်ပြုလုပ်တဲ့ကာလတွေတိုင်းဒီနေရာမှာမဟုတ်ဘူး ဝင်ထမ်းပေါင်းပါနဲ့စက္ကဆမျိုးနယ်စုတွေဖမ်းမိခဲ့မယ်ဆိုလို့ရှိရင်ရေဘလူးတရင်ကနေပြန်မပြန်လို့ပေးမှာမဟုတ်ဘူးစစ်တပ်တိုင်ဝမ်ကမိသားစုဝင်တွေရွှေ့ပြောင်းတာရှိရင်လည်းကျွန်တော်တို့ကိုအဆိုးမဆိုနဲ့ဆိုပြီးတော့မှရေဘလူးဖွဲ့ကောင်းဆောင်ကနေပြန်မပြောဆိုလိုက်တာပဲဖြစ်ပါတယ်ကဲစကောင်စီတိုင်ဝမ်နဲ့သူတို့ရဲ့တောက်တိုင်တွေတေချလို့မထားသင့်တယ်ပေါ့နော်ရေဘလူးဖွဲ့ကတော့ခမည်းတော်မိပြီဆိုတာနဲ့လုံးဝပြန်လို့ပေးမှာမဟုတ်ဘဲနဲ့ကိုနဲ့ထက်တင်လောက်ပါတဲ့ပြစ်ဒဏ်တွေကိုချမှတ်တော့မယ်ဆိုပြီးတော့မှသူတို့ကိုခုဆိုရင်ထုတ်ပြောလာတာကိုအားလုံးနဲ့သိမှဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ဘဂူတိုင်းတက်ကုန်းမျိုးပေါ်တတိပင်ရက်ခွဲအစရာတတ်တင်တက်လမ်းမှာရှိတဲ့အချမ်းပစက်တဲ့စစေးကြီးကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့အချမ်းပစက်တာလေးဦးတည်ဆုံခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့နနေ့စစ်တနာရဲ့အချိန်မှာအချမ်းပစက်တဲ့စစေးကြီးကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မှအချမ်းပစက်သားတွေနဲ့တိုက်ပွဲ7မိနစ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာနေရာမှာပဲအချမ်းပစက်သားတွေတည်ဆုံခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။တကယ်လို့သတင်းကောင်းလေးပဲပေါ့နော်။ခုဆိုစကောင်စီတပ်ဖွဲ့ဝင်တွေမင်းရဲ့ရောက်တော်လိုင်းရအစုတွေရဲ့ချင်းမတော်တဲ့ချင်းခံရတာဖြစ်ပြီးတော့မှသူတို့ရဲ့ AI ဒီလိုမျိုးမှ US ဆံမိုးတွေကြောင့် မျိုးစားများစွာဖြစ်နေတာကိုကျွန်တော်အခုရပိုင်တွေ့နေရတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့ရော်ရီတိုင်းတာပေါင်းမျိုးနယ်မှာစစ်ကောင်စီနဲ့ AA ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေပြီးတော့မှစစ်ကောင်စီရဲ့စစ်ကူရင်တန်းတွေပေါ်ပို့ပြီးတော့မှခုခံနေရတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တိုက်ပွဲဖြစ်နေတာမှန်ပါတယ်စစ်တပ်ဘက်ကစစ်ကူပို့ပြီးတော့မှစစ်တပ်လေထီတွန်းတွန်းကြဲကြဲတုံးနေပါတယ်။တာပေါင်းဘက်ကစစ်ရင်တန်းတွေပေါ်ပို့နေပါတယ်ဆိုပြီးတော့မှ ဒေတာတော်တိုင်းတက်ဖွဲ့တဲ့နေဆက်သူတို့ကလည်းပြီးတော့ပြောဆိုထားတာပေါ့နော်စစ်ကောင်စီကနေပြီးတော့ဘလော့ဘက်ဒီလိုမျိုးစစ်တပ်လေထီတွေကိုတွန်းနေပြင်မဲ့အေနဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေကနေပြီးတော့မှနှစ်စီးလောက်ကိုပြစ်ချနိုင်ခဲ့တာကိုကျွန်တော်အရင်ရက်ကပေါ့နော်တွေ့ထားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့စစ်ကောင်စီအနေနဲ့သူတို့ရဲ့ဒီခင်းမီစလင်းတွေကိုတွန်းနေပြင်မဲ့ကျွန်တော်အေနဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေပြောင်းပြလာတဲ့ဒီထိုးစစ်စွမ်းရည်တွေကြောင့်အခုစနေရာတိုင်းမှာကြာဆုံးနေတာပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့မှာပထမဆုံးအနေနဲ့ကြဲမှာကတော့အခုဆိုရင်အေကနေပြီးတော့မှ တိုင်းတုံတိုင်းစစ်စင်နဲ့နေပြည်တော်ထိတိတ်သိမ်းဖို့လုံးနေပေမဲ့ပေါ့နော်သူတို့ဒီရဟန်ပြည်ထဲမှာလဲကြောက်ဖြူမျိုးကိုစတဲ့ထိုးစစ်စင်တိုက်ခတ်နေပြီဆိုတဲ့အကြောင်းကိုတင်ဆက်ထားတဲ့ဆရာလူမြတ်ကျော်ဗီဒီယိုလေးနဲ့ကျွန်တော်တို့ဆက်လိုက်ရအောင်နော်ကြောက်ဖြူထိုးစစ်စပါပြီကြောက်ဖြူမျိုးသိမ်းတိုက်ပွဲစတင်ပြီဖြစ်ကြောင်းမနေ့ကကျွန်တော်တရားဝင်ပြောကြားပြီးဖြစ်ပါတယ်ထို့တူပဲမနေ့တည်းကကြောက်ဖြူညဝတီရေတက်ရေတက်ဌာနချုပ်ကိုအာဂတ်တော်အေအာလက်နက်ကြီးတွေနဲ့တရက်ဆက်ပစ်ခတ်ပြီးကောင်းတော့မဖို့ရဲတဲ့အခြေအနေ ါပေမဲ့စစ်တပ်ကလည်းခေသူမဟုတ်ဘူးဗျချစ်သည်မရေတက်သေးကဒီတိုက်လီဘာလို့ခေါ်ဘလို့ခေါ်လဲစစ်တပ်ဘော်တွေကိုလေအင်းနောက်တော့စစ်သည်အားဖြည့်တယ်လို့သိရပြီဒါပေမဲ့အောင်စိတ်မရှိတော့တဲ့ဖက်စစ်တပ်ဟာစစ်ရှုံးမှာကိုခံစားမိနေတဲ့တပ်သားတွေကိုဖြည့်ဆည်းမပေးနိုင်တော့ဒါကြောင့်ဒီရေတက်ကိုထိုးနေတော့မှာပဲ အမှတ်34ရဲတိုက်ရင်းကိုဖတ်ဖို့စစ်စင်ကြောက်ဖြစ်အခြေဆိုင်အာကတ်ထတ်တော်ဘီအီကတော့လေးစားအားကြမိပါတယ်ဂုံယူမိပါတယ်ဝမ်းသာမိပါတယ်တန်တနောတန်တော်ရှင်သက်ရှုမောဖြစ်ရပါတယ်တော်ရင်၄နှစ်တာကာလမှာအာကတ်ထတ်တော်အီလောက်စစ်ပြူဟာအပြောင်မြောင်ဆုံးဆင်နွှဲနိုင်တဲ့ဘဲတက်ရင်ဘဲတက်မှဘဲတော်လိုက်ထိုးစင်မှမတွေ့ရသေးဘူး အဲ့တော့ကြောက်ဖြူတယုတ်ဂျင်းကြီးပြုတ်တယ်မှုတွေရှိတယ်ကြောက်ဖြူကိုစပြီးထိုးစစ်စင်နေတုံးမှာပဲတာပေါင်းဒီကနေ့တာပေါင်းမှာစစ်ပွဲတိုက်ပွဲစီမနာတခုအစ်စ်ထပ်ပြီးရှေ့အစ်စ်တိုးပါတယ်တာပေါင်းတဲပြူအရှိရွာနှစ်ဖာလုံးမှာရှိတယ်ဒီမုန်းချင်တောက်ဒီနေ့စတဲ့ထိုးစစ်စင်ပြီးတာပေါင်းမျိုးတွေကနေဖြတ်ပြီး ဖက်စစ်တပ်ဟာစစ်ကူပို့နေတယ်လို့ကျွန်တော်တို့သိရပါတယ်။ဒီမို့ဂျင်အောင်တိုက်ပွဲမှာဆိုရင်မြေအောင်ပြောပြရရင်စစ်တပ်လေရီနဲ့ဒရဇက်ပြစ်ခတ်နေတာရှိပြီးစစ်ရင်တန်းတွေဒရဇက်စစ်ကူပို့နေရတဲ့အခြေအနေပါ။ကြားရကြားကုန်စခန်းကြပြီးတဲ့နောက်မှာတဲပြူကြက်တော်ခွင်းတဲလူကြက်တော်ခွေးနဲ့ခွေးကုတ်အုပ်စုတို့မှာခန့်စစ်ပြင်နေတဲ့ဖက်စစ်တပ်ဟာအနံကုန်းကျရာဖုံးကြီးကြောင်းမှလည်းတတ်ဆွဲတာပါလေ အနိဒာကျေးရွာများကိုလည်းလက်နက်ပြည့်စုံနဲ့ကင်းလှည့်နေပါတယ်။ဒါပေမဲ့အာကတတော်အေရဒီနေ့တာပေါင်းနောက်တစ်ဆင့်တို့ပါတယ်။မကြီးကြီးတို့တိတ်ပြီတို့ကလည်းနောက်တစ်ဆင့်ကင်းမုန်းခြင်းတောင်းလို့တစ်ဆင့်ဆက်ဝင်ဆက်ထုံးခြင်းဆင်ပါကြောက်ဖြူမှာတိုးနေပါတယ်။နော်တာပေါင်းထုံးစေရှေ့တလန်းတိုးပါတယ်။ပြီးတော့ဘကောဘရောင်း ညောင်ကျိုးကပ္ပစ6နဲ့ဆယ်မိုင်กว่าမှာပုံစံစင်နေပါတယ်ကဲဒီမှာဆရာလူမြတ်ကျော်ပြောသလိုပဲပေါ့နော်အေရဒိုစစ်တွေအားဆိုရင်တော်တော်လေးများနေတာဖြစ်ပြီးတော့စစ်ကွန်စီတွေရှိတဲ့နေရာတိုင်းကိုသူတို့ကနေ OTP တော့မှာတိုက်ခိုက်နေတာဖြစ်တယ်တစ်ဖက်ကနေပြီးတော့မှသူတို့တွေရဟန်ပြည်ထဲမှာရှိတဲ့ကြောက်ဖြူမျိုးကိုစတင်တိုက်ခိုက်နေတာဖြစ်ပြီးတော့မှမကြပါခင်မှာတော့ညဝရီရေတပ်ဌာနချုပ်ထိပါတဲ့တိမ်မဲအစီအစဉ်တွေကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ Every time မှာဆိုလဲတာပေါင်းပြီးတော့မှပကူးမကွေးမှာဆိုလဲသူတို့ရဲ့ကပါစာဆလင်းနေယုံတွေတိ ေနပွန်တဖို့နေရနေမြို့တော့မတင်ပါရရှိဖို့စ조사နေတာဖြစ်လို့ကျွန်တော်တို့အနေနဲ့မကြခင်မှာတော့မြို့ပပေသူတွေအတွက်တရင်ကောင်းတွေများစွာကိုအေကနေမြို့တော့ယူဆောင်လာပေးမယ်လို့ညွှန်လင်းရတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေတဲ့ပေါ့နော်ကမ်ဘလူမျိုးတွေကဒီဘောဒါဘာသာကြောင်းနိုင်မုန်းကြီးကိုတက်ဖြတ်တယ်ဆိုပြီးတော့ကျွန်တော်တို့ NUG NLD နဲ့ PDF တွေကိုကြော်ဆိုးကနေပြီးတော့ဘယ်လိုမျိုးပြောနေပြောဆောက်တယ်ဆွဆွဲပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကမ်ဘလူမျိုးတွေဒီစာချင်းစာချင်းကြည့်ရအောင် PDF တွေကဒီကနေ့မနက်6နာရီလောက်မှာဝင်စီးတယ် ဝင်စီးတာအเจ้าနိုင်ဘုံကြီးအเจ้าကိုဝင်စီးတယ်ဘုံကြီးဘုံကြောင့်ဝင်စီးတယ်ဝင်စီးတဲ့ကမှာဒါဆရာတော်တက်ဖြတ်သွားတယ်ဒီနေရာကဒီကျွန်းလာမျိုးနဲ့ဆိုရင်ကျွန်တော်တို့ဒီစံပိုင်ခန့်အကွာမှာရှိတယ်ကျွန်းလာတဖန်းစိတ်သွားကားလမ်းမှာဘေးစာချင်းရွာစာချင်းရွာကိုဝင်စီးတယ်တချို့နေရင်တို့ကျွန်တော်မီးရှို့ခဲ့တယ်မီးရှို့ဖြတ်စီးသွားတယ်တော်တော်များများပါသွားတယ်ပြီးတော့ကျွန်တော်တက်ဖြတ်ခိုင်းတဲ့ဆရာတော်ကတတ်တော်က85နဲ့ဝါတော်က45ဝါခင်ဗျားပြားကြည့်လိုက်တတ်တော်85နဲ့ဆိုတော့ခင်ဗျားအဲတောင်ဝင်းနဲ့ရှောင်းနေရပဲအရွယ်အဲ့ဒီဆရာတော်ကြီးကို PDF ကခေါင်းဥကောင်းအောင်ကျွန်တော်တနက်နဲ့ ပစ်ပစ်ခွဲပြီးတပ်လိုက်တယ်တပ်လိုက်တယ်ဗောကျွန်တော်ပြန်တော့မူသွားတယ်ဗောရဲစစ်စစ်တက်သွားတယ်အဲ့တော့ဒီအကြမ်းဖက်သမားတွေတနည်းအား NLD ပါတီတက်လို့လက်ရှိကျွန်တော်တန်ဃာတော်အားလုံးအပါတရားကျော်ပြန်တော့မူသွားပြီအဲ့ဒီမှာကျွန်တော်မေဒီလာရှင်လည်းပါတယ်ကိုယ်ငယ်တွေလည်းပါတယ်အဲ့ဒီလိုဖုံကြီးအသက်ခံတော့တရားမျှတမှုအတွက်ကိုရှာပေးမယ်လို့ NUG အုပ်စုတွေကမထုတ်ပြန်ဘူးပြီးခဲ့တဲ့ကာလကကျွန်မခင်ဗျာခရီးရန်ဘာသာရေးကောင်းဆောင်တရားအသက်ခံလိုက်ရတော့အာတရားမျှတမှုရှာပေးပါလိမ့်သူတို့ဖမ်းလာပါလိမ့်စီးလာပါလိမ့်ရှောက်လို့လေခင်ဗျာကြီးဗုဒ္ဓဘာသာဝင် ဗုဒ္ဓဘာသာရဲ့ဒီကျွန်တော်တို့ဒီတန်ဃာတော်ကြီးပေါ့ဗျာတက်ဖြတ်ခံရတော့အတောင်ပိတ်နေဘာသာမှမထောက်ဘာသာမှမထောက်ဗျာဘလောက်ထိခင်ဗျာရှင်းတာဘူးကောင်းလဲဘလောက်ထိရှင်းတာဘူးကောင်းလဲဗျာခင်ဗျာဒါဒါခင်ဗျာ NLD ပါတီဝင်တွေပြန်ပေးဆက်မှာ NLD ပါတီဝင်တွေပြန်ပေးဆက်မှာနောက်တော့ကျွန်တော် NLD ပါတီဝင်တွေကျွန်တော်ခေါင်းမထောင်အောင်ကျွန်တော်နှိမ်ထားမှာဒီကောင်တွေတကယ်ဖိုက်ရတယ်ရန်ကုန်မှာလည်းရှိတယ်မြန်မာအခြားနေရာမှာလည်းရှိတယ်ဒီကောင်တွေကိုမလှုပ်ရဲအောင်စောင့်ကြည့်နေရမှာပြဿနာရှိတယ်ဒီလူတွေပြဿနာရှိတယ်တကယ်ဖိုက်ရတယ် တကယ်ပိုင်ရတယ်အခုအဲ့မှာကျွန်တော်တို့ဆရာတော်ကြီးပြတ်တော်85နဲ့ဝါတော်45ပါဆရာတော်ကြီးတပ်ပလိုက်တယ်ဘလောက်ဆိုးွားလဲပေါ့ဗျာဒီတရားမျှတမှုအတွက်ဘာဆက်လုပ်ကြအောင်လဲပေါ့ဆက်ကြည့်ရအောင်ပေါ့ဗျာဆက်ကြည့်ရအောင်ပေါ့အဲ့တော့ကျွန်တော်ရှင်းပါတယ်လူမိုက်ကိုကျွန်တော်လူမိုက်နီးနဲ့ပဲနှိမ်နေလို့ရတယ်ဗျာဒီအကျန်းဖက်လူမိုက်တွေကိုကျွန်တော်လူမိုက်နီးနဲ့ပဲနှိမ်နေလို့ရတယ်ဒီအကျန်းဖက်လူမိုက်တွေကိုကျွန်တော်ရွှေပြေးတရားသွားဟောနေလို့မရဘူးဒီမှာကျဆိုးပြောသလိုပဲကျွန်တော်တို့ NUG ကနေပြတော့မှာပါနော် ဒီကြောင်းနိုင်ဖုန်းကြီးကိုတက်ဖြတ်တယ်ဆိုတာတော့လုံးဝမဟုတ်ပါဘူးဟုတ်ဟုဆိုရင်ဒီစတက်ဘက်ကနေပြတော့သူတို့အနေနဲ့ဒီလိုမျိုးပိုရပါတာခေါင်းဆောင်တွေတာမကအခုဆိုရင်ခရီးအောင်ခေါင်းဆောင်တွေကိုလည်းသူတို့ကနေပြတော့တက်ဖြတ်ပြနေတာပြတော့ဒါကသူတို့အနေနဲ့ပေါ့နော်ပြီးသူလူထုတွေကိုလူမျိုးပါတာတွေနဲ့မိုက်တိုက်တွေ့ခွဲချင်တယ်ဆိုတာကျွန်တော်ဟုဆိုတွေ့နေတာဖြစ်တယ်ဒါကအရင်ကလည်းသူတို့လုံနေကြခွက်တွေပြတော့အခုချိန်ကြမှာပေါ့နော် NLA NUG နဲ့ PDF တက်ဖို့ဝင်နေရဒီလိုမျိုးကောင်တွေပါလားဆိုပြီးတော့ သူတို့အနေနဲ့ပြည်သူလူထုတွေရဲ့စိတ်ထဲမှာအစရိုက်တွေရဲ့တွန်းပေးဖို့စ조사နေကြတာပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှဘလဲပေါ့နော်စစ်ကောင်စီရဲ့ဒီလိုမျိုးလို့ရတွေကဒီရခိုင်ရေးခင်းမှာကလေးကစတင်ပြီးတော့မှလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုတွေ့လာရတာဖြစ်လို့ပြည်သူတွေကလုံးဝမမှုဖန်နဲ့အခုဆိုရင်ဒီကျွန်တော်တို့ပေါ့နော်တော်လိုင်းရဲ့ရဲဘော်တွေနဲ့တသွေးတသားတဲ့ရက်တည်ပြီးတော့မှဒီတော်လိုင်းမှာရှင်းဆက်လှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ပေါ့နော်ဒီအောင်ပြေဆုံးလို့အခုဆိုရင်ဒီပြုံးလို့မြို့နယ်မှာရှိတဲ့ပြည်သူတွေပိုင်တဲ့ဧကနေရာကိုတင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါကောင်လို့လိုက်လို့ဇော်ဝင်ရအခုဆိုရင်တက်ခိုင်းရတော့မယ်ဆိုပြီးတော့မှပေါ့နော်ကြွေးကြော်လောင်းမြဲနေတော့ပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးကျွန်တော်တို့ပြောထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အခုလို့ကျွန်တော်တို့လိုကြမ်းကြမ်းတမ်းတမ်းပြောရဲဆဲဆိုရဲအစိုးရဝေဖန်နေထောက်ပြတယ် PDF ကိုလည်းကျွန်တော်တို့က PDF လည်းကျွန်တော်ဆဲတာပဲ TNN အကြမ်းမဲ့လက်နက်ကင်တောင်းကျင်းသူ AAKIA MNDAA ဒီ UWSA ဒါအောင်လဲကျွန်တော်တို့ကပြောတာပဲအတက်ဘော်မှာမကောင်းတဲ့တချို့တော့အကြီးကဲပိုင်းဆိုင်ရာလူတွေကိုတို့အတားတွေကြည့်တယ်ဝန်ထမ်းတွေကလူတွေကိုလည်းကျွန်တော်တို့ပြောတာပဲအခုကျွန်တော်ပြောပြမယ်တချို့ကကျွန်တော်ပြောကြတယ်ဒီကောင်ကဘာလို့မဘန်းတာလဲပေါ့ကျွန်တော်ရှင်းပြမယ်ကျွန်တော်ရှင်းပြမယ်တက်ဘော်ကာကွယ်ဦးကြီးချုပ်အဘကကျော်ကြီးဦးမဲအောင်လားကျွန်တော်တို့ကအဘကကျော်ကြီးကိုတက်ဘော်ကာကွယ်ဦးကာကွယ်ရေးဦးကြီးချုပ်အနေနဲ့ပဲမြင်ချင်တာ ဘာလို့လဲသူကတန်းတော်ကာကွယ်ဦးစည်းချုပ်ဘဝကနေပြီးတော့မှဒီတိုင်းပြည်အာဏာကိုသူထိန်းခဲ့တာမို့လို့သူ့ရဲ့အောက်မှာရှိနေတာအဘတုချုပ်ကြီးဦးစိုးဝင်းလက်ရှိရှိနေတာကညှိကိုကြီးဟာဗိုလ်ချုပ်ကျော်ဗိုလ်ချုပ်ကြီးကျော်သွားလင်းနော်အဲ့မှာရှိမယ်အထင်ကြီးရတယ်ဗိုလ်ချုပ်ကြီးညိုစောအပေါ်မှာပြောတဲ့ညိုစောနော်ဗိုလ်ချုပ်ကြီးအောင်လင်းတွေးပုံဗိုလ်ချုပ်ကြီးမြာထွန်းဦးလို့ရှိတယ်ကျွန်တော်တို့ကပြောနေတာကကျွန်တော်တို့တိုင်းပြည်မှာဒီလိုခေါင်းဆောင်ခေါင်းတွေရှိတယ်နော်တကူတော့လွဲနေတာကဘာလို့သွားလွဲလဲဆိုတော့ ျွန်တော်ဖမ်းမယ်ကျွန်တော်ဘာအတွက်ဖမ်းပါလဲကျွန်တော်လက်နဲ့ကင်ဆွဲကင်ပြီးတော့ကျွန်တော်တော်လန်တာလားကျွန်တော်လက်သုံးချောင်းထောင်ခဲ့ဘူးလားလက်နေပြီနော်ဒီကအကြံဖက်အားပေးထောက်ပံ့လို့တော့ပို့လို့ဘူးလားကျွန်တော်ကတက်မတော်သားနဲ့တက်မတော်သားမိသားစုကိုလှုပ်တယ်အေးကျန်းတော်နေတိုင်းနေတဲ့ပြည်သူလူထုရဲ့သူတို့အောက်မှာမတရားသတင်းခံရတာတွေကိုရှေ့ရနေမမမမရက်တည်ပြီးတော့ပြောတယ်လို့တက်မတော်ရှင်နေရောက်နေတဲ့တက်မတော်သားတွေကိုလည်းကျွန်တော် နိုင်တဲ့ဘက်ကနေကျွန်တော်အားနဲ့ကျွန်တော်ဖန်ကျွန်တော်ဖန်နေနဲ့စူပေါင်းပြီးတော့ကျွန်တော်အလူပေးတယ်လူလုတ်တယ်ဟုတ်လားကျွန်တော်နေရာမှာနေကြည့်ကြည့်ဘာမှမပြတ်တာမှမရှိဘူးအဲ့တော့ကျွန်တော်ဘလို့ဖမ်းမလဲအခုဖမ်းမဖမ်းတော့ကျွန်တော်ကျွန်တော်အခုပြင်းဦးလေးမှာတက်ဖို့ကြံနေတယ်ဟာကျွန်တော်တက်ဖို့ကြံနေတယ်ကျွန်တော်အကိုကြီးပြောတော့ကျွန်တော်သတိပေးတယ်သွားသတိလာသတိရှိတော့တဲ့မင်းတို့တက်ဖို့ကြံနေပြီတဲ့တက်ဖို့ကြံတာဘယ်လိုလဲသိလား PDF ကတက်ဖို့ကြံတာလည်းမဟုတ်ဘူးအကြမ်းဖက်တဲ့နိုင်ငံတောင်းကျမ်းသူကလည်းတက်ဖို့ကြံတာမဟုတ်ဘူးเนาะအခု ဒီ A ကနေရအော်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုနော်တတ်ဖို့ကြံနေတာနော်လူမိုက်တွေခြေစားတွေငားပြီးတော့ရတယ်ကျွန်တော်ဥပ္ပစီကကံနဲ့ပေမဲ့ကံမပါဘူးတတ်ရတယ်တံပလို့ကျွန်တော်နဲ့မျက်နှာချင်းဆိုင်တွေ့ရင်လွဲသွားနိုင်မယ်နော်အဲ့တော့ကျွန်တော်တတ်ဖို့ကြံနေပြီဟို A ကနေရကိစ္စကိုကျွန်တော်အမှန်တရားလေးပြောလိုက်အောင်အခုလှုပ်လှုပ်ခက်ခက်ကြီးအကုန်ဖြစ်ကုန်ပြီဟုတ်လားမမှန်ဘူးလေအခုအနည်းစကားမှလေရင်ခွင်းဆိုပြီးတော့စီမံကိန်းဆိုတာပေါ့နော်အနည်းစကားခွင်းမှန်ကကိုကြော်ကြော်လင်း လူရဲ့လူအချင်းချင်းကတော့ခင်မင်မှုရှိတယ်ဒါပေမဲ့အမှန်တရားမို့ခင်မင်လို့မရဘူးဗျကဲဒါတော့ဇောဘင်းရတယ်မြေတော်ကအခုချိန်မှာတော့ဗောနော် तू အဖော်ကောင်လို့လဲလို့တက်ခိုင်းရမယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ် तू ပြောပုံရတော့မြောက်လေရတာအောင်ပြေဆောင်တဲ့သူရဲ့ဒီဆက်ပေါင်းပါရရနေပြမသူ့ကိုကျေးဇူးလိုမဲ့နေငါပြမမှာပါနော်တပြက်ဖို့အခုဆိုရင်ဂျက်စီလေးကြတာပြမသူ့အနေနဲ့အားရတွင်ထက်ကိုတယောက်နေပြီဆိုတော့ကျွန်တော်ပြောဆွထားတာဖြစ်ပါတယ်ဒါကသူကိုယ်တိုင်ရှာရှယ်ပြရမှာပါနော်ဝင်ရပြောဆိုခဲ့လို့ဟုတ်ဆို မြောက်နိုင်တို့ရဲ့အဖွဲ့ခေါင်းဆောင်တွေကလည်းမြို့မလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်ဒီလိုမျိုးအာချောင်းပြည်မပြောနေကြတဲ့ကောင်တွေကတော့မှဆက်ပြီးတော့မှမြောက်နိုင်ဘုံမှချင်နေကြတာတော့တော်တော်လေးထူးဆန်းတယ်လို့ပြောမှဖြစ်ပါတယ်အုံတော့ကိုလည်းပွာမလာပဲနဲ့ပြည်သူလူထုကိုတက်ဖြတ်ဖို့ပဲပေါ့နော်မိုင်းတိုက်ဝါရဖျံလှုပ်ဆောင်နေကြတဲ့အုပ်စုတွေကသူတို့ကိုယ်တိုင်ဆင်ထားတဲ့ထောင်ချောင်းတွေကိုနင်းနေမိပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ထပ်ဗီဒီယိုသဘောနေတဲ့ပေါ့နော်ပေါ့ကတော့ကနေပြီးတော့မှအခုဒီဒေါ်အောင်ဆန်းစုကြည်နဲ့ ဥထင်ကျော်တို့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကျော်တို့ NUG နဲ့ဒီ PDF ဖွဲ့တွေကိုဘယ်လိုမျိုးပြောလို့မျိုးဆောက်ပြီးပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ဒေါံဆန်းစုကြည်ကိုအခုလိုဖန်ဝင်ရထုတ်ခံရအောင်ဒေါံဆန်းစုကြည်ကိုနိုင်ငံလက်အားနေဖန်ဝင်ရထုတ်ခံရအောင်နော်ဒီဥထင်ကျော်ပေါ့နော်ဖန်ဝင်ရထုတ်ခံအောင်ဘယ်ကြောင့်ထက်အန်ယူကြောက်ထုတ်ခံရလားဘာကြောင့်ထုတ်ခံရလဲ ဲ့မဲ့တွဲကြည့်လေအဲ့ဒီမှာခင်ဗျာဂမ်ဘီယာနိုင်ငံမှာကလေးအစိုးတင်လွှင့်တဲ့ဟာတွေဟောဂျီလီနာနိုင်ငံမှာခုအစိုးတင်လွှင့်ဟာတွေတက်တည်တွေကအဲ့ဒီအဲ့ UNG ကပဲပါတာလေဗျာ UNG ကပဲပါတာခင်ဗျာတို့အဲ့ဒီထက်ရှင်းရင်ဦးဇင်းတို့မြို့ရနောင်တိုင်းနဲ့မြို့ထိုက်ဒိတ်တန်တို့ကညီကိုတွေညီကိုတွေညီကိုတွေဒီတမေရဲမွေးတဲ့ညီကိုရင်းနေဒါနဲ့မြို့ရနောင်တိုင်းကစကားပြောရရင်မပေါက်ပန်း၄၀ပြောတယ် ခြေပေးမရှိဘူးဗဇာတဲ့မှာမူပြီးပြောခြင်းရပြောတယ်ပြောခြင်းရပြောတယ်နော်မြို့ထိုက်နော်တန်တိုင်းကအေးရှင်းရှိတယ်အေးရှင်းရှိတယ်လွိခော်ကောင်းတယ်ပညာရှင်နဲ့ပြည့်စုံတယ်တောင်းတချက်တွေရောအကုန်ကောင်းတယ်အဲ့တော့တော်ရရဗဒအများစုအဲ့မြို့ထိုက်တန်တိုင်းရဲ့ဘယ်လို YouTube ထဲမှာရှာလိုက်ရိုက်လိုက်တွေ့လိုက်သူစကားတွေကိုဘယ်လိုခဏခဏနားထောင်တယ်နားထောင်တယ် เนาะနားထောင်လိုက်အဲ့လိုနားထောင်လိုက်လို့ရှိရင်ဒေါန်ဆန်းစုကြည်နဲ့ဦးထေကျော်ကိုဘသူတွေကနေဒီဖန်ဝေရအထောက်ခံအောင်လုပ်လိုက်နိုင်ငံတကာကနေဖန်ဝေရထဲမှာပါလာလဲဆိုတော့မသိတာလိုက်အဓိကလက်တဲ့တကယ် UNG လာဘူးလဲဆိုတော့သိလာရင်အဲ့ဦးထေကျော်နဲ့ဒေါန်ဆန်းစုကြည်လက်တဲ့မဲ့ပါအောင်ကိုမလို့ UNG ပဲလုပ်တာအဲ့ဒီ UNG မလုပ်လို့ရှိရင်ပါစရာအကြောင်းမရှိဘူးပါစရာအကြောင်းမရှိဘူးအဲ့ဒီနေရာထဲမှာပါရတဲ့တွေတွေကဘသူတွေလဲ လူတွေအစုံတက်တဲ့တွေဒီနိုင်ငံပါလာဘူးကဒီဘင်္ဂလီတွေထဲရနောက်နောက်တစ်ချက်ကစင်မာအောင်ရွှေကြာရေးမှတို့အစိုးတင်တွဲပေးတယ်ရွှေကြာရေးနဲ့ပတ်သက်သူလက်မှတ်ထိုးပေးထားတယ်စင်မာအောင်အဲ့တော့စင်မာအောင်ရဲ့စီးစိမ်ဥစ္စာချမ်းသာကြွယ်ဝမှုကနောက်နှစ်တက်လောက်ထိုင်စားလို့မကုန်တော့မကုန်တော့အဲ့တော့အဓိကလက်ခံကလည်းဒေါ်ဆန်းစုကြည်တို့တွေ့ကြော်လို့ဒီလိုအာဂျင်တီးနားနိုင်ငံနေမှာဖောင်ဝင်ရထုတ်ခံလို့လိုက်ထားတယ်အဲ့စင်မာအောင်တို့အဖွဲ့ကလည်းအဓိကတက်ခံမှာစင်မာအောင်လည်းအယူကြီးဝင်ကြီးပဲ ငပေါ်တော့ကျွတ်ပီတူတွေနဲ့အညူကြီးဖွဲ့ဝင်ကြားထားမှာတော်တော်လေးဘောနော်ကတော့ကစားဖြစ်အောင်ပြောဆိုနေတာဖြစ်တယ်။ဒီလိုမျိုးပေါ်ပန်းလေးဆိုတယ်ပြောနေပြီးတော့မှသူ့ကိုသူဒီဘုံကြီးဆိုပြီးတော့ပြောဆိုနေတဲ့ဒီငပေါ်ပါဆိုရင်လည်းကျွတ်ပီမပီတူတွေအတွက်တတိထားစရာဖြစ်မှာအခုချိန်မှာတော့ဒီတော်လိုင်းရွှေမြင့်နေတဲ့အချိန်မှာဆစ်ရှုံးနေလို့ဒီလိုမျိုးပေါ်ပန်းလေးဆိုတယ်ပြောနေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုးကောင်တွေကနေပရမောက်လဲပေါ့နော်ကျတို့ခက်ဆက်ဆက်ဒီလိုမျိုးလှုပ်ဆောင်ခက်ကြတာပရမတာကပြီးသူတွေအတွက်အထူးသတိထားဆရာပဲဖြစ်ပါတယ်စကောင်စီတွေနဲ့မနိုင်တော့ဘူးဆိုရင်ဒီလိုမျိုးကွက်တွေတုံးပြီးတော့မှမိဘပြီးသူတွေကိုတွေးခေါ်ဖို့ကြိုးစားရတယ်နောက်ဆုံးမရတော့တဲ့ဆုံးပေါ့နော်ကျတို့တော်လိုင်းရေးရဲဘော်တွေကြားထဲမှာအလူငွေတွေကိုဘုန်းတဲ့ကိစ္စတွေတခြားဒီတော်ဆဆုကြည့်နေပေါ့နော်ဥထင်ကျော်တို့ကိုသူတို့အနေနဲ့ဖောင်ရမ်းထုတ်တာကအင်ယူဂျီဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အခုဆိုပြောဆိုလာကြတာပဲဖြစ်ပါတယ် ဒီလိုမျိုးပုံပန်းလေးဆိုရယ်ပြောနေပြပြမှာမြေဘပြည်သူတွေသူခုခုစူးစမ်းနေတဲ့ငါပေါ့ကိုကျွန်တော်ဓမ္မပြည်သူဦးလေးကနေပြမှာဘယ်လိုမျိုးပြောဆိုဆုံးမထားလဲဆိုတာတစ်ချက်လောက်နားထောင်လိုက်ရအောင်နော်ကဲလေးစမ်းပါအောင်ပေါ့ကိုတော့မင်းอ่ะဖုံးကြီးဖြစ်ပြီးတော့ဟိုရွက်လှဲ့ရန်တိုက်လိုက်ဒီရွက်လှဲ့ရန်တိုက်လိုက်နော်မင်းရန်တိုက်တိုင်းလည်းဘယ်သူမှမယုံဘူးอืมတကယ်သူကလူတိုက်ခိုက်ရတဲ့ BD ရဲ့ကလေးလည်းမယုံဘူးအေးရလည်းမယုံဘူးနော် ဘူလကားကလည်းမယူဘဲအဖွဲ့စည်းရမှာမင်းပြောတဲ့အတိုင်းကိုမယူနော်အေးခုကဒေါအောင်ဆန်းစုကြည်အချုပ်ထဲရောက်လို့တိုက်နာလည်းမဟုတ်ဘူးမြည်သလားနော်ဟိုဟာတို့ဆန္ဒပြတဲ့အချိန်မှာလက်နဲ့နဲ့မတရားအနိုင်ကျင့်လို့မခံနိုင်လို့မိတ်ဆေးအနာကြီးကိုတိုက်နေတာဟင်မင်းရပါဘာလူလူညာလူဘာဟုပြည်သူစီဖွဲ့တယ်လို့လည်းမင်းအောင်လိုက်မင်းပထွေးမင်းအမေလင်ရောကဲမင်းကိုအတိမပြူလား ဟမ်မင်းဗီဒီယိုဖွင့်လာတာပြုတ်လားကမင်းဟွာကိုပြည်စုဖွင့်လာတာအာလိုမာပောက်ကူတော့ခိုးစကားတက်တက်ပြောတယ်မင်းမကဲဒါတော့ဗောနော်ချော်ရဓမ္မဘက်တော့တာလေးကနေပြမဒီဟာလိုမျိုးအားချောင်းနေတဲ့ငပောက်ကိုစုံမပြောဆိုထားတာဖြစ်ပါတယ်တကယ်လည်းကောင်းတယ်နော်ငပောက်ကတော့အခုချိန်မှာသူတို့အနေနဲ့ဒီမန္တလေးမြို့ပေါ်မှာသွေးဆွနေတဲ့အချိန်မှာပဲကျွန်တော်မျိုးပါပြည်သူတွေကြားထဲမှာသွေးကမှုဖြစ်အောင်ပြောဆိုနေပြီမဲ့ဒီလိုမျိုးအမှန်တရားသိရှိတဲ့ပေါ့နော်ကျွန်တော်ပြည်သူပြည်သားတွေရဲ့နေပြီးတော့မှထောက်ပြဝေဖန်ပြောဆိုမှုတွေလည်း လုပ်နေတာပဲဖြစ်ပါတယ်မိဘပြည်သူတွေဘက်ကနေပြီးတော့မှလည်းဒီလိုမျိုးပေါ်ပန်းလေးဆိုပြီးပြောနေပြီးတော့မှသူ့ကိုယ်သူဒီဖုန်းကြီးပါဆိုပြီးတော့မှပေါ့နော်အယောင်ဆောင်ထားတဲ့ငပေါ့လို့လိုမျိုးကောင်တွေရဲ့စကားတောင်နားမြောင်ပန်းနဲ့ဒီတော်လိုက်မှာရှေ့စပောင်းပေးချဖို့ကျွန်တော်ဒီနေ့ကနေပြောလိုပါတယ်ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုသဘောနေနေပါတော့။ဦးကျော်ရနဲ့ပြတော်မပီတိုရီရဲ့ချွေးနေစာတွေကိုမတရားကိုသွေးဆုပ်ရက်ယူနေကြတဲ့စခွေးအယိုကိုက်တတိုက်ကိုဘယ်လိုမျိုးပြောဆိုဆုံးမထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။အခုအဲ့ဒီမတထားရေးစာတွေစားနေတဲ့လူတွေကို အားပေးအားမြောက်လုပ်နေတဲ့ဒီစောက်တုံးစောက်ဟာဘောမှာယူကိုက်ကြီးကရှိသေးရဲ့ဗျာနော်ဒီကောင်လေးကအယူအရင်းလေးကိုက်ရရင်ဘလို့မတရားမှုတွေဖြစ်ဗျာအားပေးအားမြောက်လုပ်ပြီးတဲ့ကောင်လေးဗျာနော်အားကြမို့ဒီမတရားရေးစာစားရခြင်းမှာကျွန်တော်တို့ဒီလူပီစားတွေလည်းအမြန်ဆုံးလုတ်လုတ်လုံမြောက်နိုင်ပါစေလို့ ဆူတောင်းပေးပါတယ်နော်ကိုစားတဲ့ထမင်းကိုလက်ပြန်လောရမယ်ကိုစားတဲ့ထမင်းတန့်ရှင်းနေရမယ်နော်ကိုစားတဲ့ထမင်းဒီကိုရချွေးနဲ့စားဆစ်ဆစ်နဲ့စားစားမှာငပိနဲ့ရရနော်တိုးစရာနဲ့ရရဟုတ်တယ်စားပါအဲ့ဒါနဲ့ပဲတင်းနေပါနော်အဲ့ဒါနဲ့ပဲကျွန်တော်တို့လူဖြစ်လာခဲ့တာပဲဘာကြောင့်သူများဟိုဟိုမတထားတဲ့မတထားတဲ့အစားအစာတွေစားချင်နေကြရတာလဲ ဒါကြောင့်မို့ကျွန်တော်မြန်မာနိုင်ငံကြီးကပျက်စီးတာเนาะအဲ့လိုအဂရီလိုက်စားမှုတွေကြောင့်နိုင်ငံကြီးကပျက်စီးကြဗျာเนาะအဂရီလိုက်စားမှုတွေကြောင့်ကြည့်ကြည့်လေးဗျာကျွန်တော်အဖို့ကိုကြုတ်ပါသူ့ပိုင်ဆိုင်မှုပါရှိတယ်ကုမ္ပဏီတစ်ခုရှိလားအိမ်တစ်လုံးအောင်သူများပေးလို့ရသွားတာเนาะအဲ့ဒီအိမ်တစ်လုံးအောင်သူများပေးလို့ရသွားတာအဲ့ဒါကိုချင်းတရားမေးဗျာအဲ့ကိုချင်းတရားကြောင့်ဒီကနေ့အဖို့ကိုကြုတ်ကိုပါစပ်ဖြားနေချလို့မရဘူး 大哥、嗯嗯，这是阿那心里，这边广东人四大杰了，嗯，马哥呢？怎么呢？马哥呢？怎么样子呢？真嘛？你以为嘛？谁人以嗯？你以为你嘞？我一路走你的，你真嘛？你讲的别家路嘞？都跑火街路哒，你讲的呀？路上路上那么多包的，那都跑的火街路，这个呢？你讲你都漂亮呀？ ဒီဒီကိဟာဒီအာနာရှင် အရာရှိခေါင်းဆောင်မိုင်းကြီးတွေရဲ့ထုံနေတော်လကောင်းမယ်နော်မင်းတို့သာသမီမျိုးဆက်တွေလူတော့မတူကဲဦးကျော်ကတော့ပြောလိုက်ပြီနော်အခုချိန်မှာမခရိုနီတိုက်တိုက်နဲ့အရင်ကတည်းကပြည်သူတွေဆီကနေမန္တန်ငွေတွေကိုကိုချက် ရောင်းချပြီးတော့မှရဲယူခဲ့ကြတဲ့ ဒီစခွေယောကတတိုင်းနဲ့သူတို့ဒီဆရာနာရှင်ဟောင်းတွေရဲ့ဆွေမျိုးတတိုင်းကိုလည်းတွေ့နေပြီးတော့ပြောဆိုဆုံးမထားတာဖြစ်ပြီးတော့ပြည်သူတွေရဲ့ချွေးနေဆောင်တော့ထပ်ဒီလိုမျိုးလုပ်မယ်ဆိုရင်ဒီတော်လိုင်းမှာခင်ဗျားတို့လည်းပေါ့နော်တခါတည်းပြက်ရှင်းခိုင်းမယ်ဆိုတဲ့အကြောင်းတတိပြပြောဆိုထားတာဖြစ်လဲတကယ်လည်းပြည်သူတွေကဒီလိုမျိုးစကွန်ဆဲပေါ့နော်ဒီခါစီခါချင်းကိုပေါ့မြောက်ဆောင်ခံခဲ့ရတာဖြစ်ပြီးတော့တိုင်းသားတွေအချင်းချင်းကြောင့်မှလည်းတွေ့ကွေးမှုတွေရှိခဲ့တာပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောကျွန်တော်တို့ဒီတော်လိုင်းမှာတော့ ဗီဒီယိုတရလုံးအားနဲ့ပြောမှာတွေးစည်းညွှန်းစွာနဲ့အခုဆိုရင်တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိန်စမီမီနဲ့ပေါ့နော်စစ်စင်ရေးတွေကိုဖော်ဆောင်နေကြတာပဲဖြစ်ပါတယ်2025ခုနှစ်ထဲမှာတော့ကျွန်တော်အနေနဲ့မြောက်လိုင်းတို့ရှိတဲ့နေပြည်တော်ထိတင်ပြီးတော့မှမြောက်လိုင်းကိုသူရဲ့ဒီပြည်တံတွေတက်ပေါ့နော်ပြန်ပြီးတော့ပေးဆက်ခိုင်းမှာပဲဖြစ်ပါတယ်မိဘပြည်သူတွေဘက်ကနေပြောမှလည်းအခုလိုဆေးရရှင်မြင့်နေတဲ့ချိန်မှာအာမယော့ဘက်နဲ့ ဒီတဲ့ပုံပြမှာပူပေါင်းပုံပြချဖို့ပြောရင်လည်းကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြည်စုံပြတော့မှတာယာရဲ့ channel နေလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။